င်္ဂလာပါရှင်မန္တလေးကသစ်ချန်နယ်နောက်ဆက်သတင်းကိုတင်ဆက်ပေးပါမယ်ပြင်သစ်သမ္မတကဒေါန်ဆန်းစုကြည်အဝင်မြင်တဲ့နိုင်ဂျီးယားလုံးလွတ်ပြန်ရန်တောင်းဆိုပြင်သစ်နိုင်ငံကမြန်မာပြည်သူတွေနဲ့တူရက်တီဗီပံ့ပိုးကူညီအသင်းဦးပေါ်ပြပြင်သစ်သမ္မတအမန်ယူအက်စ်မက်ကရွန်ကနိုင်ငံတော်ရဲ့တိုင်မီကပ်ပေါ်ကိုဒေါန်ဆန်းစုကြည်သမ္မတအဝင်မြင်တဲ့စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းဖက်ဆီခံရနိုင်ငံရဲ့ကျင်းသားတွေအားလုံးချွတ်ချက်မရှိအမြဲဆုံးလွတ်ပေးဖို့စာရေးသားတောင်းဆိုခဲ့ပါတယ် ဒါပြင်စစ်တပ်မတရားဖန်ဆီးခံရမှုပေါ်ဒေါန်ဆန်းစုကြဲကျမိုင်ချင်းနေရွရင်လာမှုနဲ့တင့်လျော်တဲ့ကျမိုင်ဆောက်ရှောက်မှုကံယူဖို့အခက်အခဲကြုံနေရတာကိုတာပြည့်သူကိုတိန်နေကပြောပြလို့သိရတဲ့အတွက်အလွန်ဆုံးရင်မြဲလို့ပြင်သစ်သမ္မတကစာမရေးသားထားပါတယ်ပြင်သစ်သမ္မတကနိုင်ငံတော်ရဲ့တိုင်ပင်ခံပုဂ္ဂိုလ်စီကိုလိမ်မူပြီးရေးထားတဲ့စာကိုပြင်သစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့မြန်မာအတွက်အထူးကိုယ်စားလှယ်မစ္စတာ ရစ္စတန်လက်ရွှေဘီကတဆင်တော်ဆန်းစုကျဲတာကိုထိန်နေတန်တို့ပြပုတ်ခဲ့ရဖြစ်တယ်။2025အောက်တိုဘာလတရနေ့ရက်စွဲတက်ထားတဲ့အလီစာခုနှစ်ပိုင်းအတွင်းမှာကမ္ဘာထိပ်တန်ကောင်းဆောင်တော်ကတောင်ဆန်းစုကျဲကျမ်းမာရေးနဲ့ပြန်လွတ်မြောက်ရေးအတွက်လေးထားတောင်းဆိုတဲ့စာဖြစ်ပါတယ်။ကိုထိန်နေကလည်းပြင်သစ်နိုင်ငံရဲ့တရားကိယူနာတရားအပြည့်မှုနဲ့မိတ်ဆွေကောင်းပိသားချင်းတို့အတွက်ကျွန်တော်လက်လက်လေးလေးခန်းစားရပါတယ်။ဒါအမှန်တရားငြိမ်းချမ်းရေးနဲ့လွတ်မြောက်ရေးတွေကိုနှုတ်ပိတ်ထားလို့မရဘူးဆိုတာကမ္ဘာတဝန်းကလူတွေကိုအသိပေးလို့တဲ့စိတ်ရေးဆိုင်ရာ ခေါင်းဆောင်မှုတရားဖြစ်တယ်လို့យေတာထားတယ်။ပြင်သစ်သမ္မတရဲ့စာထဲမှာ2020နိုဝင်ဘာလရှိရရွေးကောက်ပွဲကလွတ်လပ်ခဲ့တယ်လို့ပြင်သစ်ဘာဝင်နိုင်ငံတကာကအတိမတ်ပြုကြိုဆိုခဲ့ကြပါတယ်။ဒါပေမဲ့စစ်တပ်ရဲ့ဆက်ကြမ်းကြုတ်တွေးထွက်တဲ့ဟိုဖြစ်စေတုတ်ပြတ်မှုတွေကြောင့်နိုင်ငံနဲ့ပြည်သူတွေအတွက်စိတ်မကောင်းပွဲကာလရှိကြတဲ့ဒီအချိန်တွေကအိန္ဒိယနိုင်ငံတွေပေါ်တက်ရောက်တယ်လို့ပြင်သစ်နိုင်ငံရဲ့ဆက်ဆံရေးကိုလည်းကမောက်ကမဖြစ်စေခဲ့လို့ပေါ်ပြတယ်။ ဒေါက်ဆန်းစုကြည်နဲ့ပြည်သူ့လူလိုက်ဒီမိုကရေစီနဲ့ဖက်ဒရယ်မျှော်မှန်းချက်တွေတရားဥပဒေစိုးမိုးမှုမြန်မာပြည်သက်နှစ်နိုင်ငံကြားနိုင်ငံရေးစည်းဝါးရေးရင်ကျေးမှုရဆက်ဆံရေးတွေကောင်းမွန်ဖို့ပြေဝါထောက်ခံအားပေးရလို့ရည်သားထားတယ်။မြန်မာပြည်သူတွေအသက်အနည်းနဲ့ကြုံတွေ့နေရချိန်မှာပြည်သူများနဲ့ရှင်တွဲရက်တည်ပြီးတော့အကြံဖတ်မှုတွေရော့ပါဖို့တရားဝင်နိုင်ငံရေးကောင်ဆောင်တွေရေးဆဲထားအငြိမ်းချမ်းလမ်းကြောင်းကိုထောက်ခံအားပေးရန်ဆန္ဒရှိရလို့ဆာမဖော်ပြတယ်။ ဒေါက်ဆန်းစုကြည်ကျမ်းမာပြီးပြန်လည်လွတ်မြောက်ပြီးမိသားစုနဲ့ပြန်ဆုံတွေ့နိုင်မယ်လို့မျှော်လင့်တယ်လို့យေတာထားပါတယ်။နောက်ဆုံးမှာမြန်မာပြည်သူတွေအားလုံးချမ်းသာတယ်လို့နိုင်ငံကိုငြိမ်းချမ်းပြီးဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံဖြစ်လာဖို့အခွင့်အလမ်းရရှိစေပံ့ပိုးပေးရအသင့်ပြန်နိုင်လို့မက်ခရွန်ကយေတာထားပါတယ်။ဇလပီနယ်သာလန် F60 တိုက်လေ18စီကိုတက်ယူရိုငွေကြေးနဲ့ရူမေးနီးယားကဝယ်ယူ ရိုမေးနီးယားနယ်သာလန်စီက F16 တိုက်လင်း18စီကိုငွေသားတရူနဲ့ဝယ်ယူခဲ့ကြောင်းသိရတယ်။အဲဒီတိုက်လင်းတွေကို Fitest 4ကြောင်း၄ကြိမ်စနာမထားရှိပြီး၄ကြိမ်ရွယ်ချက်တည်တံ့အတွက်အသုံးပြုမယ်လို့လည်း Mustang ကပြောတယ်။ဒါဟာ၄ကြိမ်ပူပေါင်းစာရေးနဲ့အနာဂတ်မစ်ရှင်တွေအတွက်အကောင်းမွန်တဲ့ရင်းနှီးမြှုပ်နှံမှုလို့မှတ်ချက်ပေးတယ်။အမေရိကန်ကထုတ်လုပ်တဲ့စတုတ္ထမျိုးဆက်အပေါ်စား F-16 တိုက်လေတွေကိုယူကရိန်းစီလက်လွဲပေးဖို့နာတိုအဖွဲ့ဝင်နိုင်ငံချုပ်က2023ခုနှစ်မှာဆုံးဖြတ်ခဲ့ကြတယ်။ အခုက FCC တိုက်လေနဲ့ယူကရိန်းလေတပ်အတွက်စတင်တောင်းထမ်းဆောင်နေကြပြီ။ဗီဂျီအမေရိကန်လို့နောက်ဆုံးမျိုးဆက် F35 တိုက်လေနဲ့ကိုစတင်လက်ခံရရှိလာတဲ့နောက်2026နှစ်စံပိုင်းလောက်ကျရင် FCC တိုက်လေနဲ့ကိုယူကရိန်းစီလွှဲပြောင်းပေးဖို့စီစဉ်နေပါတယ်။ F35 တိုက်လေကိုဗီဂျီအန်ကလော်လော်လက်လက်မှလက်ခံရရှိထားဖြစ်ပြီးစစ်စင်ရေးတောင်းအနေထမ်းဆောင်မှုပြင်ဆင်ချိန်လိုအပ်တဲ့အတွက်ရှိရင်ဆက် FCC တိုက်လေနဲ့ကိုယူကရိန်းစီချက်ချင်းလွှဲပေးနိုင်မှာမဟုတ်ဘူးလို့ဗီဂျီအန်ကကွယ်ဝင်ကြီးဌာနကပြောကြားပါတယ်။ ဇလက်ပြီးမိုဘိုင်းဒေတာနဲ့အင်တာနက်တော်ရလို့ပြည်သူတွေငွေကုန်ပို့ကြနေရန်ကုန်မြို့အပောင်ဝင်းနေရာများအပြားမှာ fiber internet line တွေပြတ်တောက်နေတာအသုံးရရှိပြီဖြစ်ပြီး internet ကို mobile data နဲ့အသုံးပြုနေကြကုန်ကြစိတ်တွေပို့လာလို့ပြည်သူတွေကပြောတယ်။ mobile data သုံးနေရလို့ပေးတဲ့များကြီးကုန်နေပြီဖုန်းဆက်မေးချင်တာလည်းများဖြစ်နေတယ်။ရန်ကုန်မြို့ပောင်ဝင်းနေရာများအပြားမှာနိုဝင်ဘာတရနေ့ကစပြီး fiber internet တွေ line ကြတော့အသုံးပြုလို့မရတိုင်းဖြစ်ခဲ့တယ်။တချို့ fiber internet တွေ line အသုံးပြုလို့ပြန်ရပေမယ့်အများစုကတော့နိုဝင်ဘာ၄ရက်ထိအသုံးပြုလို့မရသေးဘူးလို့ပြည်သူတွေကပြောတယ်။ မြန်မာရေပိုင်နဲ့ဆောင်မှာရေရောက်ခေပဲဖိုင်တာပြတ်တောက်မှုကြောင့်အင်တာနက်သုံးပြုရေးအဆင်ပြေဖြစ်တာဖြစ်ပြီး9ရက်ကနေ9ရက်ထိကြာနိုင်တယ်လို့ TrueNet ကုမ္ပဏီကသိပေးတယ်။တခြား fiber internet ကုမ္ပဏီကပြတ်တောက်မှုတက်မကြမီပြင်ဆင်နိုင်ပဲလို့ရေပွားကြေညာထားပြီး TrueNet ကုမ္ပဏီတခုပဲခန့်မှန်းကိုသိပေးတယ်။ဒါအပြင်ဒီရက်ကလောက်ကွယ်ဖြစ်တာကြောင့် fiber internet ကုမ္ပဏီကလှဆင်ခြင်းတော့မကြဘူးအသိပေးတာကိုသတိပေးချက်ထုတ်ပြန်တယ်။အဲဒီကိစ္စပေါ့30ပြည်သူတွေကအင်တာနက်လိုင်းပြတ်တောက်တဲ့ရက်တွေနဲ့ပတ်သက်ပြီးကုမ္ပဏီဘက်ကဘာတွေပြန်လဲလှုပ်ဆောင်ပေးမလို့မေးခွန်းထုတ်ထားတယ်။ TrueNet နဲ့ HI ကုမ္ပဏီတွေကတော့အင်တာနက်ပြတ်ခဲ့တဲ့ရက်တွေအတွက်ရက်စားပြန်နဲ့ပြင်မယ်လို့ကြေညာတယ်။ဒီအင်တာနက်ပြတ်တောက်မှုကလူမှုကွယ်ပေါ်မှာစစ်ကောင်စီထောက်ခံလာသူတွေကိုတပိတ်မောက်တဲ့ကိစ္စအားကောင်းလာချိန်မှာဖြစ်ခဲ့ကြအောင်စစ်ကောင်စီရဲ့လက်ချက်ဖြစ်နိုင်တယ်လို့ပြည်သူ့ချို့ကတုံ့တက်ကြတယ်။ဆလဘီသဘောမကျတဲ့သူနယူးယောက်မြို့တော်ဝင်ဖြစ်လာရန်ပုံငွေထောက်ပံ့မှုတွေဖြတ်တောက်မယ်လို့ထွန်းချိန်ကြောင်းသဘောမကျတဲ့သူကနယူးယောက်မြို့တော်ဝင်ဖြစ်လာမယ်ဆိုရင်ဖက်ဒရယ်ဆွေရရန်ပုံငွေထောက်ပံ့မှုတွေကိုရှော့ချပြင်မယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရပ်ကချိန်ကြောက်တယ် သူကနယူးယောက်မြို့တော်ဝင်ရွေးကောက်ပွဲမှာအန်ဒရူးကုကိုမိုကိုထောက်ခံကြောင်းကြေညာခဲ့ပြီးမဲဆန္ဒရှင် ပြည်သူအနေနဲ့လည်းလက်ဝဲရိမ်မြို့တော်ဝင်လာဆိုရန်မဒါနီကိုစွန့်ပယ်ကြောက်တိုက်တွန်းနဲ့နယူးယောက်သားအနေနဲ့ကုအမိုကိုပုဂ္ဂိုလ်ရကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေမဲပေးကြမှာဖြစ်ကြောင်းတခြားရွေးစရာမရှိကြောင်းကိုအမေကလည်းထူးထူးခြားခြားပြောင်မြောက်တိုင်လှုပ်ဆောင်ပြဖို့မျောလင်းကြထရန်ကလူမှုကွယ်မီဒီယာမှာရေးသားတယ်။ကုရမိုကတော့ သူ့ကိုထရန့်ကထောက်ခံနေဆိုတဲ့ပုံမှာဘာမှခံစားအောင်လို့ပြောတယ်။တကယ်တမ်းကျထရန့်ကသူ့ကိုထောက်ခံနေရမှာမဟုတ်ပဲမက်ဒါနီကိုဆန့်ကျင်တာဖြစ်တယ်လို့ကုရိုမိုက်ကပြောတယ်။ထရန့်ကသူ့ရဲ့ Republican Party ဝင်လို့ဖွဲ့ကိုင်းမဲ့ဆိုပေမဲ့ဆလီဝါကိုထောက်ခံမှာမဟုတ်ကြောင်းပြောတယ်။ဆလီဝါကိုထောက်ခံလိုက်တာဟာမန်ဒါနီကိုထောက်ခံလိုက်တာနဲ့အတူတူပဲဖြစ်ကြောင်းထရန့်ပြီးခဲ့တဲ့တင်ပတ်ကောင်ကလည်းမန်ဒါနီကို Community တအုပ်လို့ဆွဆက်ပုတ်ခတ်ခဲ့တယ်။နယူးယောက်ကကွန်မြူနတီကချဲလဲအုပ်ချုပ်နေတဲ့အခါမှာအမေရိကန်သမ္မတအနေနဲ့တအားထောက်ခံပြီးငွေကြေးအများကြီးပံ့ပိုးပေးဖို့တွေ့ရခတ်သွားရလို့လည်းပြောပါရတယ်။ ။မေတာနီကတော့ထရန့်ရဲ့စကားတွေကဥပဒေနဲ့ညီညွတ်စရာမှုမရှိဘဲချိန်ချောက်မှုတသက်တရာဖြစ်ကြောင်းဥပဒေနဲ့ကိုက်ညီမှုမရှိကြောင်းတော့ပြန်သွားခဲ့တယ်။နယူးယောက်မြို့အပြည့်ခဲ့ဗန်နိုင်းနှစ်တုန်းကဖက်ဒရယ်ဆွေရစီကနေဒေါ်လာ9.4ဘီလီယံလောက်လက်ခံလာရှိခဲ့ပါတယ်။ဆက်လက်ပြီးဂျမိုင်းမကောင်းတဲ့ဆစ်ဆောင်မိန်ကလေးကိုရှန်နီ SND တပ်သားတွေမှပြုချင်းစကိုင်းနိုင်ထပ်ပိုင်းမောင်မြို့နယ်မှာဂျပန်စစ်တပ်လက်ပါစစ်ရှန်နီမျိုးသားတပ်မတော်ကဆစ်ဆောင်မျိုးသမီးတယောက်ကိုတမပြုချင်းခဲ့လို့မိသားစုဝင်ထံကနေသိရတယ်။အောက်တိုဘာ30ရက်9လောက်မှာဗမာမျိုးနယ် လည်းရာဒီလာရှင်ကြောင့်မမိခင်ဖြစ်စဉ်နဲ့အတူဆစ်ရှောင်းနဲ့ကဒူမျိုးနယ်စုအမျိုးသမီးတယောက်ကိုအစံနေတသားညောက်ကအတင်းတမဖန်စီခေါ်ဆောင်သွားတယ်လို့သိရတယ်။အသက်30ဝန်းကျင်ရရှိအစံနေတသားညောက်အဆိုပါမင်းကလေးကိုဒီလာရှင်ကြောင့်နေရှိနေတလုံးစီခေါ်သွားပြီးမျက်လုံးဝင်းနေစဉ်လက်ကိုကျွတ်တဲ့ဒုက္ခအထမပြုခြင်းမေး9နိုင်ခလုံးမှပြည့်လည်ပို့ဆောင်ပေးခဲ့တယ်။ပြရအင်းအမြင့်တဲ့တိုက်ပွဲမှာဂျပန်နိုင်ငံကစစ်ကော်မရှင်တပ်သားရဲ့ဒေသခံမျိုးသမီးတွေပြင်ဒေသရှင်ဆရာလေးချုပ်ကောင်းတွေမှပြည့်ကျင်ပြီးအဲ့ဒီထဲမှာတချို့မျိုးသမီးတွေကိုယ့်ကိုယ်အဆုံးစင်သွားမျိုးတွေရှိခဲ့ပါတယ် နားဆင်အားပေးကြတဲ့အတွက်ဝင်ကျေးဇူးတင်ရှိပါရှင်